နမေကျော်တယောက်ဆောင်တို့ရေကောက်ပွဲဇလန်တို့ရိုက်ကူးမှုဝေဖန်ခဲရမြန်မာနိုင်ငံရဲ့နမေကြီးတယောက်ဆောင်တွေဟာစစ်ကောင်မရှင်အားပြုလုပ်မဲ့ရေကောက်ပွဲအတွက်ရုပ်ရှင်ရိုက်ကူးမှုကြောင့်ဝေဖန်ခံရကြောင်းသိရှိရပါတယ်အဆိုပါရုပ်ရှင်ဟာခက်သမိုင်းကိုတုံးဆိုင်မဲ့သူများလို့အမိပေးထားပြီးစစ်ကောင်မရှင်လက်အောက်ခံမီဒီယာတွေနဲ့စစ်တပ်လော်ဘီတွေက၎င်းတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာဖော်ပြခဲ့ပြီးတဲ့နောက်ပါဝင်ခဲ့တဲ့နှူးပညာရှင်တွေကို ပြည်သူတွေကဝေဖန်ခဲ့တာဖြစ်ပါတယ်။အဆိုပါရုပ်ရှင်မှာနေတူမြင့်မြဲအေးချမ်းပါနေဝင်းချူလီမေမြင့်မုံအောင်ခိုင်ငပြောကျော်စတဲ့တရုပ်ဆောင်တွေဖြင့်တန်တင်စာနုပညာရှင်တွေနဲ့ဟာသလူရှင်တော်များစွာပါဝင်ထားတာကိုတွေ့ရပါတယ်။စိတ်ကောမရှင်ကကျင်းပါမယ်။ရွေးကောက်ပွဲအတွက်ရိုက်ကူးထားတဲ့ခက်သမိုင်းကိုတိုင်းဆိုင်သူများအမိယာဇလန်တို့မှာတရုပ်ဆောင်ထားကြတဲ့နေတူပါဝင်နမေကျော်တရုပ်ဆောင်တွေဟာ ပြည်သူတွေရဲ့ဝေဖန်မှုများခံနေရကြောင်းသိရပါတယ်။ဇကားရဲ့စအုပ်တော်ပြည်စည်းပို့ဆောင်ချိန်စံနာပြနေကြလို့လက်ပြရတဲ့မြင်ကွင်းနဲ့စထားတာပါ။နောက်ထပ်ဇက်ဝင်ခဲမှာတော့2025စက်တင်ဘာလို့စာရန်ထိုးတယ်။နောက်နဲ့အေးချမ်းမဟာမြင့်မြတ်ရဲ့ရွာကိုလိုက်လေတဲ့ပုံစံရှိုင်ကူထားပါတယ်။ရွာမှာဆရာဝန်ဖြစ်နေတွန်း၊ကျောင်းဆရာမတွေအဖြစ်ချူးလေးနဲ့မေမြင့်မှု၊အုပ်ချုပ်ရေးမှုအဖြစ်ငပြောကျော်၊အငိမ့်ဆောင်ဝန်ထမ်းအဖြစ်အောက်ခိုင်တို့ကတယောက်ဆောင်ထားတယ်။ အရီဇန်ကားကိုရိုက်ကူးသူဒါရိုက်တာကတော့အမီထုတ်ဖို့ဒါရမရှိပဲခေတ္တမိုင်းသူခုမရန်ဝင်းကရိုက်ကူးတယ်လို့ပဲစာရန်ထူထားပါရယ်အဆိုပါဇလန်းတို့ကိုရွေးကောက်ပွဲပညာပေးဇလန်းလို့ဆိုပြီး အောက်တိုဘာ25ရက်မှာစစ်တပ်ကထုတ်လင်းပြသခဲ့ပြီးတရုတ်ဆောင်တွေတို့မြင့်မြတ်အေဂျင်မောင် နေဝင်ချူလင်းမင်းမြတ်မုံစားတဲ့မင်းသားမင်းသမီးတွေပြင်အောင်ခိုင်ငှက်ပြောကြောင်းစသူတို့ကလည်းပါဝင်တည်ုံဆောင်ထားပါတယ်ဇလင်းထဲမှာရွေးကောက်ပွဲအကြောင်းအကျယ်တဝင့်ပြောဆိုတည်ုံဆောင်ထားကြပြီရွေးကောက်ပွဲဟာထွပတ်တစ်ခုဖြစ်ကြောင်းအသေးစားမဲတပြားဖြင့်ပါဝင်မဲပေးကြရင်ပြောဆိုထားပါရရှင်